ော့စူပြမေမေကိုအဲဟွာဖြစ်တာပေါ့နော်စူပြမေမေကကြာအမြဲတမ်းလဲတပူးတွဲတွဲနဲ့အမြဲတမ်းလဲဟိုအရန်ကူးကတ်တဲ့တောင်းမိရေဆိုတော့လေဘလို့ဆိုတော့အဲအလိုပြေလေးကိုလဲတမီးလေးရှိတဲ့ခါကြတော့လေအလိုစိတ်ထဲမှာအလိုခံစားမိရအောင်အဲအလိုပြောအဲ့ဒါကိုပြန်ခံစားရတယ်ခံစားရတယ်အော် ဟိုအဲ့လိုချောင်းတော့မဟုတ်ပါဘူးနော်ငကိုတည်းကလည်းအန်တီနဲ့ဆိုပြင်းနေအများလမ်းဟွာဖြစ်တယ်ဆိုတော့လေဘယ်လိုဆိုတော့ဒါကတော့အဲ့လိုအချိန်တိုင်းမှာဒီအမေတွေကအမေတွေအမတွေကအကုန်လုံးလို့ခံစားရတာပေါ့နော်အဲ့လိုလေးဆိုတော့ချစ်သူနေအောင်ပေါင်းဖက်ကြတဲ့အချိန်မှာအဓိကအရေးကြီးဆုံးကတော့အချစ်ပေါ့နော်အဲ့တော့အချစ်ဆိုတဲ့နေရာမှာလည်းဘယ်လိုမျိုးလေးချစ်တာလဲဘယ်လိုလေးတန်ဖိုးထားတာလဲဒါလေးတွေကတော့လေတယောက်နဲ့တယောက်ခွဲပြားသွားတာလေအနည်းပါတော့ရှိတာပေါ့နော်ဒါပေမဲ့လေ main ကလေးတိုင်းကကိုယ့်ရဲ့ wedding မှာအကောင်းဆုံးဖြတ်သန်းကြတဲ့အကောင်းဆုံး ီစဉ်ကြရတယ်အဲ့လိုဆိုတော့ပုံစိုးပြေဆိုလို့ရှိတဲ့အကုန်လုံးအပြည့်စုံကောင်းကောင်းလေးအရန်ပြည့်စုံနေဆိုတော့ဒါဆိုပြေးကငကူတဲ့ကလည်းချစ်သူခင်သူပေါ်တယ်ဒီနော်ချစ်တဲ့သူပေါ်တယ်ဆိုတော့သူ့ကို support လုပ်ခဲ့သူတွေလည်းအများကြီးရှိရယ်ဆိုတော့ဒါအရန်ကောင်းတာပေါ့ဟုတ်အဲကိုတန်းငယ်နဲ့ဆိုပြေးနဲ့အခုလိုမျိုးချစ်ချစ်ခင်ခင်နဲ့ပေါင်းဖက်ကြတဲ့အတွက်အရန်လည်းအဝမ်းသာတယ်ကြည်လေးကြည်မှုရပါတယ်ဟုတ်ဟုတ်ပါဘူးဒီလိုပဲကိုကလေးဟိုကွဲတက်မဲ့သူဆိုတော့ဟဲ့ကွဲလေးနဲ့ တင့်တယ်လှပါအဲအဲဘော်ဒီကတော့ထိမ့်သိမ့်ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကြိုးစားပြီးတော့ထိမ့်ဖြစ်ပါတယ်ဟုတ်ဟုတ်လူပြိုကြီးပြိုကြီးတော့ဖြစ်ကြသေးပါဘူးအဲငယ်ကြပါသေးရဲ့ကောင်းပါရဲ့ဘာလို့ဆိုအဲနုပညာရှင်ချင်းချင်းပေါင်းဖက်ကြတဲ့ခါကျတော့ဟိုဒီလောကအကြောင်းလဲနားလဲပြီးသားဖြစ်တယ် အာချင်းချင်းလဲဟိုအမြိုင်းညှိနေစရာမလိုတော့ဘူးပေါ့နော်ပြီးတော့ကလေးလည်းချောချောလေးမွေးလာတာပေါ့ဒါမိကလေးတိုင်းကကိုယ့်ရဲ့ wedding မှာကိုချစ်တဲ့သူနဲ့ပေါင်းဖက်ရတယ်ဆိုလို့ရှိရင်ပျော်ရွှင်မယ်ဝမ်းသာမယ်ကြည်နူးမယ်ဒါမိကလေးတိုင်းဖြစ်တဲ့ခံစားချက်လေးကိုအဲဆိုပြည့်လဲအကောင်းဆုံးအပြည့်အဝဆုံးခံစားရတယ်ဆိုတော့ဝမ်းသာစရာကောင်းတာပေါ့ ဟုတ်ကောင်းပါတယ်နမက်ကတော့ဒီဆိုပြအတွက်လည်းရန်ဝန်းတာတယ်ဒါဟိုနမက်တို့ချစ်သူနေအောင်ပေါင်းဖက်ကြတဲ့အချိန်မှာအဓိကအရေးကြီးဆုံးကတော့အချစ်ပေါ့နော်အဲ့တော့အချစ်ဆိုတဲ့နေရာမှာလည်းဘယ်လိုမျိုးလေးချစ်တာလဲဘယ်လိုလေးတန်ဖိုးထားတာလဲဒါလေးတွေကတော့လေတယောက်နဲ့တယောက်ခွဲပြားသွားတယ်နည်းပါးတော့ရှိရပါပေါ့နော်ဒါပေမဲ့လည်းအမင်းကလေးတိုင်းကကိုယ့်ရဲ့ wedding မှာအကောင်းဆုံးဖြတ်သန်းကြရတဲ့အကောင်းဆုံးစီစဉ်ကြရတဲ့အဲ့လိုဆိုတော့ဟိုဆိုပြဆိုလို့ရှိတဲ့အကုန်လုံးအပြည့်စုံကောင်းကောင်းလေးအရန်ပြည့်စုံနေဆိုတော့ဒါဆိုပြကငကိုယ်တည်းကလည်းချစ်သူခင် ကောတယ်ဒီနော်ချစ်တဲ့သူကောတယ်ဆိုတော့သူ့ကို support လုပ်ခဲ့သူတွေလည်းအများကြီးရှိရယ်ဆိုတော့အရင်ကောင်းတာပေါ့ဟုတ်အဲအိမ်နောက်ရှင်ဖြစ်သွားတယ်ဆိုတာနဲ့ဟိုအရင်အများကြီးတော့မကွာခြားပါဘူးပေါ့နော်အဓိကတော့သူပြမေမေကိုအဲဟိုဖြစ်တာပေါ့နော်သူပြမေမေကကြာအမြဲတမ်းလဲတဘူးတွဲတွဲနဲ့အမြဲတမ်းလဲဟိုအရင်ကူးကတ်တဲ့တောင်းမိတွေဆိုတော့လေဘယ်လိုဆိုတော့အဲအလိုပြေလေးကိုလည်းတမီလေးရှိတဲ့ခါကြတော့ဒီအဲ့လိုစိတ်ထဲမှာအဲ့လို ခံစားမိရအောင်အဲ့လိုပြောအော်အဲ့လိုချောင်းတော့မဟုတ်ပါဘူးနော်ကိုတည်းကလည်းအန်တီနဲ့ဆိုပြင်းနဲ့အများအားဟွာဖြစ်တယ်ဆိုတော့လေဘယ်လိုဆိုတော့ဒါကတော့အဲ့လိုအချိန်တိုင်းမှာဒီအမေတွေကအမေတွေအမတွေကအကုန်လုံးလို့ခံစားရတာပေါ့နော်အလိုလေးဆိုတော့ဟိုညိုင်းမွေပေါ့ချောချောလေးဆိုတော့ကောင်းတယ်လေကိုကနေကဘလို့တော့ဘောတိနေတဲ့တော်တော်မင်းနေနေရတဲ့ခါကျတော့အဲ မောပြေလားဆိုတော့ပြေပါတယ်ဒါတော့အမေဒီကျဲ fashion တွေဟုတ်ပါဟုတ်ပါဒီကျွားဟိုဝါသနာပါပေါ့နော်အဲ့လိုလေးလေးကိုငငယ်ရဲဆိုအဲ့လိုမျိုးတိတ်ပြီးတော့ဟိုတိတ်မရှိဘူးဆော့မယ်ဆော့မယ်ပဲပေါ့နော်အဲ့လိုမျိုးအဆော့တန်နေတယ်ပါတယ်နမတို့ကြတော့ तू ကအဲ့လိုမျိုးလေး accessories တွေအလှပတွေအဲ့လိုမျိုးလေးသဘောကျတယ်စိတ်ဝင်စားတယ်ပေါ့လေဒါကတော့ငယ်ငယ်ပါသေးတယ်ငယ်ငယ်ရဲ့ဇာတိပြလာဒါမှမဟုတ်ကြည့်ပြောင်းမလားဆိုတော့ဘယ်သူမှမသိနိုင်ဘူး ဂျူးကပိုဖြစ်တာပေါ့ဂျူးကပိုပြီးတော့ဟိုဖြစ်တယ်ဂျက်ကလေးကအေးတယ်တည်ငြိမ်တယ်အဲ့လိုအေးအေးဆေးဆေးနေတယ်အဲ့လိုမျိုးလေးပေါ့ အဲပြောတာပေါ့ဘာဖြစ်လဲဆိုတော့လေဟိုနမကအတိတ်မတွန်းနိုင်တဲ့မိဘတွေပါတယ်ဆိုတော့နမစီးပွားလဲရှာရတယ်အိမ်မှာကိုမိဘကိစ္စလဲရှိရတယ်တအိမ်လုံးရဲ့ဝေယဝိစားလဲနမပဲဆိုတော့လေအဲ့တော့သားသမီးပေါ့မှာအရန်ကြီးဖိအားပေးပြီးမတွန်းနိုင်ဘူးဒါပေမဲ့သူတို့ကသူတို့လေးအာစူးစမ်းကြရတယ်လူချင်းစိတ်ရှိကြရတယ်ဆိုတော့နမအတွက်ကံကောင်းခြင်းတစ်မျိုးပေါ့နော်ဒါပေါ့ဒါဆိုတော့ဒါပေါ့ဒါပေါ့ဒါပေါ့ဒါဟိုကလေးရှိရမိဘတိုင်းတုံ့တွေးရတဲ့ကိစ္စပေါ့နော် အဲကိုတိုင်းငယ်ရောစုပြေရောအခုကနေပြီးရောနှစ်ပေါင်း120တန်အောင်လို့ချစ်ချစ်ခင်ခင်နဲ့အဲတတမီမီတွေအများကြီးနဲ့ပြေပြေရှင်းရှင်းနေနိုင်ပါစေလို့လည်းမြတ်ကဆုတောင်းပါတယ်ဟုတ်ပါဘူး